အားလုံးမင်္ဂလာပါခင်ဗျာ welcome back to the next youtube channel next youtube channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်ဒီတစ်ပတ်တင်ဆက်ပေးသွားမယ့်အကြောင်းအရာလေးကတော့အမေရိကန်နိုင်ငံထုတ်တိုက်လေယာဉ်သစ် F47 step jet fighter အကြောင်းလေးပဲဖြစ်ပါတယ်ခင်ဗျာဒီလိုအသက်ဆက်ဆက်တောက်ပြောင်ပြီး sixth generation စတမမျိုးဆက်သစ်ကိုပြောက် step jet fighter F47 ကိုအမေရိကန်လေတပ်အတွက်ထုတ်ဖော်ကြေညာလိုက်ပြီပဲဖြစ်ပါတယ်ခင်ဗျာဒီလေယာဉ်ရဲ့ကုန်ကျစရိတ်ကအမေရိကန်ဒေါ်လာတန်း300ကုန်ကျပြီး boring လေရင်ထုတ်လို့ရေးကုမ္ပဏီနဲ့စာချုပ်ချုပ်ဆိုထားသောပထမဆုံးသောလေယာဉ်ပဲဖြစ်ပါတယ်။သူ့ကိုဘာကြောင့် F47 လို့နာမည်ပေးထားရတာလဲ။ F47 လို့နာမည်ပေးထားတာလေဆိုရင် F က fighter ကိုကိုစားပြုပြီး US ရဲ့လေယာဉ်သတ်မှတ်ချက်စနစ်ပဲဖြစ်ပါတယ်။ Number 47ကတော့ဒုတိယကမ္ဘာစစ်အတွင်းကအလွန်အောင်မြင်ကျော်ကြားခဲ့သောအထင်ကရတိုက်လေယာဉ် Republic P47 Thunderbolt အမွေအနှစ်ကိုဂုံပြူရန်အတွက်ရွေးချယ်ခဲ့ကြောင်းလည်းသိရှိရပါတယ်ခင်ဗျာ။ဒါအပြင် ်တမနာကြီးဒေါ်နယ်ထရန့်ဂုဏ်ယူသောအဖြစ် F47 လို့အမည်ပေးထားကြောင်းလည်းသိရှိရပါတယ်။ဒီလေယာဉ်မြန် F47 သည် F35 ဂျက်တိုက်လေယာဉ်တွေတွေ့ရှိခဲ့သောအားနည်းချက်များဖြစ်သည့်ကုန်ကျစရိတ်အလွန်များပြားခြင်းဒီဇိုင်းပိုင်းဆိုင်ရာရှုပ်ထွေးမှုများနှင့်ထိမ့်သိမ်းမှုနှင့်ပြင်ဆင်စဉ်အများကြောင်းရေရှည်တည်တံ့ရေးအတွက်စိန်ခေါ်မှုများကိုဒီ F47 ဂျက်တိုက်လေယာဉ်တွင်မရှိသလောက်ဖြစ်အောင်အချိန်ယူကြိုတင်ပြင်ဆင်ထားသည့်တိုက်လေယာဉ်အမျိုးအစားလည်းဖြစ်ပါတယ်။လန်ဒီမိုင်းတွင်လည်းရှေ့ဘက်တွင် single wheel တပီးသာရှိတယ်လို့သိရှိရပါတယ်။ F22 တက်လဲသင်းငယ်ပြီးတရုတ်လေယာဉ်များနောက်ဆုံးမော် J37 တက်လဲသင်းငယ်ပေါ်ပါပြီးမြန်ဆန်လို့နေပါသေးတယ်။အကွာဝေးတော်တော်များများကိုလည်းအရောက်သွားနိုင်တယ်လို့လက်နဲ့အများပြားကိုလည်းတယ်ဆောင်လို့သွားနိုင်ပါတယ်။ First look first shot အတိုင်းအရင်ဆုံးမြင်နိုင်ပြီးအမြန်ဆုံးပစ်ခတ်နိုင်တဲ့စွမ်းအားရှိတယ်လို့လည်းသိရှိရပါတယ်ခင်ဗျာ။ဒီ F47 ချက်တိုက်လေယာဉ်ကို F22 Raptor ချက်တိုက်လေယာဉ်နေရာကို အစားထိုးသွားမှာဖြစ်ပါတယ်ခင်ဗျာဒီ F47 လေယာဉ်ဟာ cutting edge technology ကိုအသုံးပြုထားပါတယ်ဒီအသေးပဲကတော့စွမ်းဆောင်ရည်အမြင့်မားဆုံးဤပညာအမြင့်များဆုံးသော engine တွေပဲဖြစ်ပါတယ်တရုတ်က J36 နဲ့ J50 တိုက်လေယာဉ်တွေထွက်ပြီးနောက်ပိုင်းတိတ်မကြခင်အချိန်မှာပဲ F47 ကိုပြောက်ချက်တိုက်လေယာဉ်အသစ်ကထွက်ပေါ်လာခြင်းပဲဖြစ်ပါတယ်ဒီလေယာဉ်ဟာတိုက်လေယာဉ်အမျိုးအစားတစ်အနာကက်စစ်ပွဲအတွက်ပါဒီဇိုင်းထုတ်သားသောလေယာဉ်တစ်မျိုးပဲဖြစ်ပါတယ်ခင်ဗျာ ဒါအပြင်အမကန်နီးပညာမြင့်တိုက်ခိုက်ရေးအတွက်ဒီ F47 ချက်တိုက်လေရင်တွင် drone အုပ်စုတစုလည်းပါဝင်မှာဖြစ်ပါတယ်။ဟုတ်ကဲ့ဒီ F47 ချက်တိုက်လေရင်ဟာ drone ကဲ့သို့သောမောင်းသူမဲ့လေယာဉ်အဖွဲ့အတွက်မောင်းသူမဲ့လေယာဉ် quarter drone quarter back အဖြစ်ထိထိရောက်ရောက်လှုပ်ဆောင်နိုင်သော collaborative combat aircraft CCAS နဲ့ထိန်းချုပ်ရန်ဒီဇိုင်းထုတ်လုပ်ထားသော လေယာဉ်လည်းဖြစ်ပါတယ်။ဥပမာအားဖြင့် drone တစ်စီးကမြေပြင်မှာရှိတဲ့အဆောက်အဦးနဲ့ပြတ်မှတ်တားခတ်များအလုံးကိုထောက်လှမ်းပြီးတော့ နောက်တစ်စီးကထိုပစ်မှတ်တွေကိုတက်ကက်တွေကိုဒုံးကျည်များနဲ့ပစ်ကက်ခြေမုံးမှာဖြစ်ပါတယ်။နောက် drone တစ်စီးကတော့မြေပြင်ရောဝင်ရောမှာရှိတဲ့ electronic ထောင်းလိုင်းစနစ်တွေ radar ခြေရာခံစနစ်တွေအားလုံးကိုဖျက်ဆီးပစ်ပြီးရှုပ်ထွေးသွားအောင်လှုပ်ဆောင်သွားမှာဖြစ်ပါတယ်။ဒီ F47 ကြီးအဆိုပါ drone များနဲ့ပေါင်းစပ်မှုသည်၎င်း၏ဒီဇိုင်းအဓိကအင်္ဂါရပ်ဖြစ်ပြီးကွန်ရက်ချိတ်ဆက်စစ်စစ်ရေးနီးပြူဟာများကိုလည်းအသုံးပြုတိုက်ခိုက်နိုင်ပြီးအမျိုးအစားပြည့်ကြောင်သိရှိရပြီးအရန်မိုက်တဲ့ fighter jet တိုက်လေရင်တစည်းဆိုတာတော့ပြောစရာတော့မလိုတော့ပါဘူးခင်ဗျာ။ ဝေဟင်မဝေဟင်ဝေဟင်မမြေပြင်တိုက်ခိုက်ရေး electronics operation ပြစ်မှတ်နဲ့ထောက်လန်းရေးထောက်လန်းရေးနဲ့ကင်းထောက်ခြင်းအပါအဝင် mission အမျိုးမျိုးကိုလည်းလှုပ်ဆောင်ခြင်းဖြင့်တိုက်ခိုက်ရေးလေယာဉ်၏ဆွမ်းဆောင်ရည်ကိုမြင့်တင်ထားပါတယ်။ Naked Fighter ဟုဆိုသည့်အတိုင်း Next Generation Air Dominance နောက်မျိုးဆက်သည့်အတွက်ကောင်းကင်ဝေဟင်မှာစိုးမိုးသွားနိုင်မှဖြစ်ပါတယ်။ဟုတ်ကဲ့ခင်ဗျာ American သမ္မတ Donald Trump ကတော့သူ့ရဲ့ဘဲဥပုံရုံးငန်းတွေကနေ ဒီလင်ယာဉ်မြန်ကြီးရဲ့အကြောင်းကိုဘယ်လိုပြောပြသွားသလဲဆိုတာကိုဆက်ဆွဲလိုက်ရအောင်ဗျာမစ္စတာထရန့်ကကျွန်တော်ဒီနေ့ဝမ်းမြောက်စွာနဲ့ကြော်ညာခြင်းပါတယ်တဲ့ငါတို့အမေရိကန်ရဲ့လေတပ်ကတော့တကဘာလုံးကို6 generation စတမမျိုးဆက်တဲ့ fighter jet နဲ့ရှေ့ကိုဥဆောင်လိုက်ပါပြီတဲ့တကဘာလုံးကဒီလင်ယာဉ်မြန်ကိုလိုက်လို့မိမာလည်းမဟုတ်ပါဘူးတဲ့လေယာဉ်နာမည်က F47 ဖြစ်ပြီးတကယ်ပဲလှပတဲ့အမည်လေးတစ်ခုပါပဲတဲ့ဒီ F47 ချက်တဲ့လေရင်စွမ်းဆောင်နိုင်စွမ်းနဲ့အရေးချင်းကိုတော့ဘယ်သူမှလည်းမသိနိုင်ပါဘူးတဲ့ ဒီလေရင်ရဲ့မြန်နှုံးစပီနဲ့အလွယ်တကူဒေါတိုင်ရှင်မျိုးစုံကိုလက်ပတ်ပြန်တန်းနိုင်စွမ်းအားကိုလည်းဘသူမှလိုက်မိမှာမဟုတ်ပါဘူးတဲ့ဒီလေရင်ကိုအချိန်ယူပြီးတိဆောက်နေခဲ့တာလဲကြာပြီပဲဖြစ်ပါတယ်တဲ့လေရင်တွေတိဆောက်တဲ့ကုမ္ပဏီတွေရဲ့ပြိုင်ဆိုင်မှုတွေကြားမှာတေချာစွာနှံ့နှံ့ဆက်ဆက်အချိန်ပေးသုံးသပ်ပြီးမှဒီမျိုးဆက်သစ် generation ကိုစတင်တိဆောက်ခဲ့တာပဲဖြစ်ပါတယ်တဲ့ဒီလိုပြိုင်ဆိုင်မှုတွေပြင်းထန်နေတဲ့အချိန်မှာပဲ boring company နဲ့လက်တွဲလှုပ်ဆောင်ခဲ့တာပဲဖြစ်ပါလေတဲ့ခင်ဗျာ ။ဘသူမှလည်းဒီလေရင်အမျိုးအစားကိုမြင်ဘူးတွေ့ဘူးကြမှာလည်းမဟုတ်ပါဘူးတဲ့။ဒီ F47 ကထုတ်လုပ်ခဲ့သောလေရင်များထဲမှာ ပြင်းထန်သောစွမ်းဆောင်ရည်အဖြစ်စွမ်းအားပြင်းထန်သောလေရင်အမျိုးအစားပဲဖြစ်ပါလေတဲ့။ဒီလေရင်ကိုလျှို့ဝှက်ဆောင်နဲ့လက်ချင်းပြန်တန်းနေခဲ့တာတော့9နှစ်လောက်ရှိနေခဲ့ပါပြီ။ဒီလိုနှစ်များစွာလက်ချင်းပြန်တန်းပြီးတဲ့နောက်ဒီလေရင်ရဲ့စွမ်းဆောင်ရည်ကအခြားနိုင်ငံတွေအပေါ်မှာအလွန်အကျွံကြီးမားသောတာလွန်သောအင်အားနဲ့ရှင်ပြိုင်တိုက်ခိုက်နေစွမ်းကတော့ ယုံမားတန်တရားရှိစရာလုံးဝမရှိအောင်လို့ယုံကြည်လို့ရပါတယ်တဲ့အခြားနိုင်ငံတွေရဲ့တိုက်လေရင်ဆွမ်းအားနဲ့ဆွမ်းဆောင်ရည်တွေကိုကျွန်တော်တို့အမေရိကန်တွေနဲ့အားလုံးကိုသိမြင်ထားပါတယ်တဲ့ကျွန်တော်တို့လေရင်ကိုမှီဖို့မပြောနဲ့ကျွန်တော်တို့ကနောက်တစ်ဆင့် next level ကိုရောက်လို့သွားခဲ့ပါပြီတဲ့အားလုံးသိတဲ့အတိုင်းပေါ့တဲ့ level 5ပြီးရင်တော့ level 6ပါပဲတဲ့ဒီ F47 ချက်တိုက်လေရင်ဟာသူမတူတဲ့ကိုပြောက်တိုက်လေရင်ဤပညာနဲ့ထုတ်ထုတ်ထားတာဖြစ်ပြီးမမြင်နိုင်မတွေ့ရပဲမကြုံစဘူးတဲ့ပြင်းထန်သောပါဝါတွေနဲ့စစ်စင်နိုင်မဲ့စွမ်းအားရှိတဲ့ တိုက်လျင်ပဲဖြစ်ပါလေတဲ့ထုတ်လို့ပြီးသားတိုက်လျင်ပြန်အမျိုးအစားတွေကအင်အားအကြီးမားဆုံးအကောင်းဆုံးသောအမျိုးအစားတိုက်လျင်ပဲဖြစ်ပါလေတဲ့ဒီတိုက်လျင် F47 ရဲ့လှုပ်ရှားမှုရွှေလျားမှုတိုက်ဆင်ဆင်မှုနဲ့စွမ်းရည်များဟာအခြားမည်သည့်လေယာဉ်မှနှိုင်းရှင်လို့ရမှာမဟုတ်ပါဘူးမြန်နှုံးကလည်းအမြင့်ဆုံးမှရှိနေပြီးမြင်လိုက်ကြားလိုက်ရမှာတော့မဟုတ်ပါဘူးတဲ့အမေရိကန်ရဲ့ရန်သူတွေဟာတိုက်လျင်ရောက်လာတာတောင်သိမှမဟုတ်လိုက်ပါဘူးဒီလိုဟာကြီးကိုရန်သူတွေအပေါ်မှာရှိနေပေမဲ့ မတုံးပြရစီနေလို့မျောလင့်မိပါတယ်တဲ့။ဘာဖြစ်လို့လဲဆိုတော့သူတို့ကဘသူကလာပြီးတိုက်ခိုက်သွားတယ်လဲဆိုတော့တော့မှရန်သူတွေကတိတိုင်မှမဟုတ်တော့ပါဘူးတဲ့။ဒီလိုခန်းနာကြည့်ကြတဲ့ဒီအစ်စ်ချက်တိုက်လေရင်အုပ်ချုပ်ဟာအမေရိကန်သမ္မတတည်းရဲ့အုပ်ချုပ်မှုအောက်မှာနောင်နှစ်ပေါင်းများစွာဝေဟင်မှာတာဝန်ထမ်းဆောင်စေဖို့အတွက်အစဉ်သင့်ဖြစ်နေကြပါပြီတဲ့။ကောင်းကင်ယံမှာပြန်တန်းဆုံးမဖို့နဲ့တိုက်ခိုက်ချေမှုန်းဖို့အတွက်ရောအလင်းတင်တင်းမောတွေအတွက်ပါလိုအပ်တဲ့တိုက်လေရင်အစီများစွာကိုထုတ်လုပ်သွားပါဦးမယ်တဲ့။ယခုအချိန်မှာတော့ရောင်းချမဲ့အစည်းအုံးကို ပြောလို့မရသေးပေမဲ့လင်းရဲ့စိုက်ရွယ်စားနဲ့နီးပညာမြင့်ပစ္စည်းတွေပါဝင်စွာအသုံးပြုထားပါတယ်တဲ့ကာကွယ်ရေးဆိုင်ရာအမေရိကရဲ့ရင်းနှီးမြှုပ်နှံမှုတမိုင်းအနေနဲ့ရောအာကာသနီးပညာဆိုင်ရာကဏ္ဍများကြောင့်မဟာမိတ်နိုင်ငံများကလည်းဒီလင်းရင်ကိုဝယ်ဖို့ဖုံးခေါ်ဆောင်နေကြပါတယ်တဲ့အမေရိကန်ကလည်းမဟာမိတ်နိုင်ငံတွေကိုပဲရောင်းချသွားမှာပဲဖြစ်ပါတယ်မဟာမိတ်နိုင်ငံတွေကို10%တော့လျှော့ပြီးရောင်းချပေးရင်အရောင်းဝယ်ကအတိတ်ပဲရှိပြီးလှပသွားမှာပါလို့မစ္စတာထရန့်ကလည်း Friday March 22ရက်နေ့ကတရားဝင်ပြောထားတာကိုတွေ့ရပါတယ်ခင်ဗျာ Chief of Staff of the Air Force General David W. Irving ကလည်းဒီနေ့ဟာအမေရိကန်အတွက်ကောင်းမွန်တဲ့နေ့တစ်နေ့ဖြစ်တယ်လို့ US Air Force အတွက်လည်းနေထူးနေ့မြတ်တစ်ခုပါပဲဝေဟင်ပိုင်တဲ့ကိုစိုးမိုးဖို့ဆိုတာအမေရိကန်အတွက်ငွေရပါအခွင့်အရေးတစ်ခုမဟုတ်လားဗျာဒါဟာအမေရိကန်ရဲ့လေတဲ့အင်အားကြီးမားမှုကိုပြသလိုက်တာပါပဲဝေဟင်စိုးမိုးမှုဟာနေ့တိုင်းရှိနေဖို့လိုအပ်ပါတယ် အစောဆုံးသော ကာလတွေကလေးကရဲရင်လာတဲ့အမေရိကန်လေတရဲများသည်လေရင်ထဲကိုဝင်ပြီးဝေဟင်ကိုစိုးမိုးဖို့အတွက်လှုပ်ဆောင်နိုင်ခဲ့ကြပါတယ်။ကျွန်တော်တို့ကကောင်းငင်ရန်ကိုစိုးမိုးပြီးတာနဲ့ရန်သူရဲ့အပေါ်စီးကနေမိုးရွာချလိုက်တယ်လို့လျှက်စီးလက်လိုက်တယ်လို့ဖြက်စီးပြီးမြန်နှုံးမျိုးနဲ့မြေပြင်ကလမ်းကြောင်းတွေကိုကလီးယားလုပ်ပေးပါတယ်။မြေပြင်က force တွေကိုထိုးစစ်ဆင်နိုင်ဖို့အတွက်ပဲဖြစ်ပါတယ်။ဒါဟာအမေရိကန်လေတပ်ရဲ့ဂတိကွေပြုထားတဲ့ တိုက်ခိုက်ရေးလမ်းစဉ်မှာဖြစ်ပါတယ်။အခုဒီမျိုးဆက်သစ် F47 ဂျက်တိုက်လေယာဉ်နဲ့သာဆိုရင်ငါတို့ဂရိကွေပြုထားတဲ့အတိုင်းကောင်းမွန်စွာနဲ့ဝင်ရက်အနာဂတ်ကိုစိုးမိုးထားနိုင်မှာပါ။ငါအနေနဲ့ပြောရရင်ဒီလေယာဉ်ကြီးဖြစ်ပျောက်ရေးအတွက်ပါဝင်ခဲ့ကြတဲ့အစိုးရဘိုင်းရောအင်ဂျင်နီယာဘိုင်းကလူတွေရောမမောနိုင်မပန်းနိုင်မယ်အကောင့်တေပေါ်တိဆောက်ခဲ့ကြသူတွေအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်။ဒါဟာအမေရိကရဲ့ပါရမီစကေးနဲ့အမေရိကရဲ့အသက်မှတ်ချက်ပဲဖြစ်ပြီး အကောင်းဆုံးတဲ့ကအကောင်းဆုံးတစ်ခုပါပဲဒါဟာတိမ်မက်ကင်းတဲ့အခြေသွေးတစ်ခုလည်းဖြစ်ပါလေပူပေါင်းတိုက်စစ်ဆင်တိုက်ခိုက်နိုင်ပြီးစွမ်းရည်ပုံမှုမြင်မာပြီးပျက်စီးတည်စေနိုင်စွမ်းအားတွေကိုပေးစွမ်းနိုင်ကြသောနီလန်းတွေနဲ့တိစောက်ထားတဲ့လင်းရင်အမျိုးအစားပဲဖြစ်ပါတယ်။ဒါကြောင့်ဒီ F47 တိုက်လေယာဉ်ဟာလူသားဆက်ရုပ်အဖွဲ့တွေနဲ့အတူတူအနာဂတ်ကိုဖွင့်လှစ်ပေးသွားမှာပဲဖြစ်ပါတယ်။ခေတ်သစ်လေကြောင်းစစ်ပွဲတွေအတွက်နောင်လာမဲ့မျိုးဆက်တွေကိုကူညီလှုပ်ဆောင်ပေးသွားမှာပဲဖြစ်ပါတယ်။ ဒီအစီအစဉ်တွေရဲ့ဤပညာနဲ့မြန်နှုံးမြင့်ဆက်ဆက်မှုတွေအားလုံးကိုလည်းအမေရိကအစိုးရနဲ့အတူပူးပေါင်းပြီးဆက်လက်ဆောင်ရွက်တော်မှာဖြစ်ပါတယ်။ဒါဟာအမေရိကန်လေတပ်အတွက်ရောအမေရိကန်သမ္မတအတွက်ရောရွေးချယ်စရာတွေကိုပုံမှန်များပြားသွားစေမှာဖြစ်ပါတယ်။ကျွန်တို့ရဲ့တာဝန်က flying fight and win ဆိုတဲ့အတိုင်းပြန်တမ်းမယ်တိုက်မယ်အနိုင်ယူမယ်ဆိုတဲ့ air power လေတပ်အင်ဟာမြေသည့်နေရာမြေသည့်အချိန်မှမဆိုတိုက်ခိုက်နိုင်စွမ်းရရှိတဲ့ platform တစ်ခုပဲဖြစ်ပါတယ်။ဒါကြောင့်ဒီ F47 လေယာဉ်ဟာ အမြင့်မားဆုံးသောစွမ်းဆောင်ရည်တွေကိုအနာကက်မှာယူဆောင်ပေးမှာဖြစ်ပြီးငင်းချမ်းရေးကိုရေရှည်တည်တံ့စေအောင်စွမ်းဆောင်ပေးသွားမှာပဲဖြစ်တယ်လို့ US Air Force ကလေတပ် General ဗိုလ်ချုပ် David W. Irving ကလည်း Mr. Trump ရဲ့ရှေ့မှာပဲ F47 လေယာဉ်ကြီးရဲ့ဒီဇိုင်းပုံတူကိုပေးအပ်ရင်းနဲ့ပြောကြားသွားတာပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ခင်ဗျာကျွန်တော်ဒီနေ့တင်ဆက်သွားတဲ့ F47 Stealth Jet Fighter အကြောင်းကိုမိတ်ဆွေများအားလုံးနားလည်သဘောပေါက်ကြနိုင်မှာလို့ညွှန်လင်းပါတယ်ခင်ဗျာ အမေရိကန်ပြည်သူတွေအတွက်ကလည်းဒီလေရင်ကြီးဟာအကောင်းဆုံးအမြန်ဆုံးနဲ့ဝေဟင်ကိုစိုးမိုးဖို့အတွက်ဂုံတိတ်ကအရှိဆုံးအမိုက်စားလေရင်ကြီးတစ်စီးလည်းဖြစ်ပါတယ်။အမေရိကန်ပြည်သူတို့ရဲ့ပြောပြချက်အရဆိုရင်တရုတ်နိုင်ငံကစက်တမမြောက်မျိုးဆက်တဲ့လေရင်များကိုထုတ်ဖော်ပြသပြီးနောက်အမေရိကန်ကလည်းဝေဟင်ကိုစိုးမိုးဖို့အတွက် balance ပြန်ညှိရန်အတွက်မိမိတို့ရဲ့စက်တမမြောက် F47 step jet fighter ကြီးကို ထုတ်ဖော်ပြသလိုက်ခြင်းပဲဖြစ်ပါတယ်လို့ပြောနေကြပါတယ်ခင်ဗျာမိษွေများအားလုံးကလည်းမိမိရဲ့ထင်မြင်ချက်လေးများရှိရင် comment box မှာရေးကန်နိုင်ပါတယ်ခင်ဗျာကျွန်တော်တို့ next step channel ကိုအားပေးနေတဲ့ပေးသက်ကြီးကိုလည်းအထူးကျေးဇူးတင်ရှိပါတယ်နောက်လာမယ့်အပတ်တွေမှာလည်း contact အကောင့်ဆက်လက်စူးစမ်းသွားပါဦးမယ်ခင်ဗျာ thank you for watching please like and do subscribe thank you see you again